ားလုံးမင်္ဂလာပါရှင်မြန်မာဝိုင်ဒီချန်နယ်ကနေပရိသတ်များအားလုံးကြိုဆိုပါရစေဒီနေ့မှာတော့စာရေးသူဇေယနရာမညရေးသားထားတဲ့အောင်မြတ်တာနဲ့အမောက်ရက်ကားဆိုတဲ့ဇာတ်လမ်းလေးတင်ဆက်ပေးခြင်းပါတယ်ဇာတ်လမ်းဒီမစသေးခင် channel လေးကို like and subscribe အနေနဲ့ဇာတ်လမ်းတိတိတင်တိုင်းမှာလည်းသိရှိနိုင်မှု notification လေးနှိပ်ပေးပါအောင်နော်ဟုတ်ကဲ့ဒါဆိုရင်တော့ဇာတ်လမ်းလေးကိုစာလိုက်ပါတော့မယ်ဟဲ့ဟိုမှာတာထုံးအောင်လာနေပြီတက္ကသိုလ်ကျောင်းဝင်တဲ့ ဘသူ့ကိုမှထိမတင်ဟန်နဲ့ဝင်လာတဲ့သူကြောင့်မိကလေးအတော်များများတုံ့လုံရှာရှာဖြစ်သွားခဲ့တယ်။သူကဘာမလို့နင်းတို့ကဘာလို့ဒီလောက်အငမ်းမရဖြစ်နေရလဲ။မူပွင့်ကခုမှကြောင်ပြောင်းလာတာဆိုတော့ဖယ်သိပါမလဲ။သူကတကြောင်လုံးရဲ့ဆန်ပြားဟဲ့နောက်ပြီးကြံ့သေးရဲ့သူမိဘတွေကတမျိုးလုံးမှအချမ်းသာဆုံးစီရင်ဝင်နဲ့သူမိဘချမ်းသာတာသူချမ်းသာတာမှမဟုတ်ပဲနောက်ပြီးအဲ့လိုဘဝင်မြောက်နေတဲ့သူကိုတစမ်းမှကြည့်လို့မရအောင်ငါတို့ကလည်းကြည့်ပါလို့မပြောပါဘူး နေမကြည့်ရင်ငါတို့ကြည့်မယ်။မူယာကမူပွင့်ကိုရှာထုတ်ကပြောင်းပြလိုက်ပြီးတာတွန်းအောင်ကိုမျက်စိတစုံငေးကြည့်နေခဲ့တယ်။ဒါတော့တာတွန်းအောင်ရဲ့ဂုဏ်သတင်းပဲဖြစ်တယ်။တာတွန်းအောင်ဆိုတဲ့နာမည်ကကျောင်းဝင်းအတွင်းမှာပဲကြော်ကြားတာမဟုတ်ပဲကျောင်းပြင်မှာမှလည်းကြော်ကြားခဲ့တယ်။မိဘတွေကဆန်ဆက်စီဆက်တွေပိုင်းတဲ့အပြင်ခရီးသွားလာရေးလုပ်ငန်းဟိုတယ်လုပ်ငန်းတွေပါပိုင်ဆိုင်ထားတဲ့အတွက်တာတွန်းအောင်ရဲ့ဘဝကအမိဝမ်းထဲကထွက်လာတဲ့ရလူလေသေးမရှိအောင်ပြေဆုံးခဲ့တယ်။ မိဘရိယာအသက်40ကျော်မှခလေးရတဲ့အတွက်တာဦးလေးကိုငုံထားမတတ်အချစ်ပိုခဲ့ကြပြီးတော့လက်ညှိုးညူရာဖြစ်တဲ့အထိအလိုလိုက်ခဲ့ကြတယ်။တာတွန်းအောင်ကလည်းမိဘရိရဲ့ဂုဏ်ရှိန်ကြောင့်မဟုတ်ပဲသူကိုယ်တိုင်လည်းအစွမ်းစားရှိကြောင်းကိုထုတ်ပြခဲ့တဲ့သူစေတန်းစာမင်းဝဲကိုတစ်မျိုးလုံးမှပထမအဆင့်နဲ့အောင်မြင်ခဲ့ပြီးအခုခါမှာတော့အင်္ဂလိပ်စာအထူးပြုနဲ့တက္ကသိုလ်တက်ရောက်နေသူတဦးလည်းဖြစ်တယ်။တာတွန်းအောင်ကအစားစားရရလူလေသေးမရှိပေမဲ့ သူ့ဘဝမှာတငယ်ချင်းဆိုတဲ့အရာတော့မရှိခဲ့ပေ။သူကိုယ်တိုင်ကလည်းအတန်းပေါ်တွေကိုမီထူးခေါ်ပြောလောက်တာဆက်ဆံပြီးမျက်နှာထားကအမြဲတည်နေရကြောင့်တာတူအောင်နဲ့တငယ်ချင်းဖြစ်ဖို့ကြိုးစားတဲ့သူတွေတိုင်းအခြေတစ်ခုတွင်းမှတွင်လျှော့သွားခဲ့ကြတယ်။အခုလည်းအတန်းကျိပြီးလို့အိမ်ကလာကျိုးတဲ့ကောင်စောင့်နေတဲ့ချိန်နှာခေါင်းထဲကိုချိန်ဆုံဆုံအနံ့တစ်ခုဝင်လာခဲ့တယ်။ဟမ်နံဟောင်းနေရပဲဘယ်ဟာအနံ့မှလဲ။တာတွန်းအောင်ကနှာခေါင်းကိုရှုပ်လိုက်ပြီးဘေးကိုကြည့်လိုက်တဲ့ချိန် ကားလမ်းမပြီးမှာဒုံကြီးစုပ်ကိုချုံကအိပ်ပျော်နေရဲ့လူတယောက်ကိုမြင်လိုက်ရတယ်။အနန်းဒီလူစီကလာတာပဲဖြစ်မယ်။ဒီနေ့မှ ကားမောက်သမားဘာလို့နောက်ကျနေပါလဲ။အိမ်ရောက်မှအလုပ်ထုတ်ဖို့ပြောရမယ်။တာတူအောင်ကညစ်ပတ်နန်းစော်နေရဲ့လူနဲ့ခဝဲဝဲကိုသွားပြီးရက်နေရဲ့ချိန်မှာပဲသူ့နားကိုကားတစီထိုးကပ်လာခဲ့တယ်။တောင်းမှမလဲဆရာလေးရဲ့လာရီလမ်းမှာကားပိတ်ပေါက်သွားလို့နောက်ကျသွားတာပါ။ဦးမော်ယူကပြောလိုက်စင်ကြင်ဆေးလက်ကြီးပဲ။ကဲဗျာမြင်မြန်ပါ။ တောင်တုံးအောင်ကကားနောက်ခံနေဝင်ထားပြီးလမ်းမေးကိုကြည့်လိုက်တဲ့အချိန်ဒုံကြီးချုပ်ကအိပ်ပျော်နေတဲ့သူကငုတ်တုတ်ထထိုင်ပြီးသူ့ကိုရှီးပြနေရမြင်လိုက်ရတယ်။ဥမော်ကြီးခမရတိတက်နေနေလေးပို့နောက်ကြိုင်အလုံးထုတ်ဖို့အမေကိုပြောမိမှာဗျ။မလုံးပါနဲ့ဆရာလေးရဲ့ကျွန်တော်အလုံးမရှိရင်အိယာမိသားစုတွေဒုက္ခရောက်ကုန်ပါလိမ့်မယ်။ဒီနေ့ရလဲကားပိတ်ပေါက်သွားလို့ပါ။နောက်ရက်တွေမဖြစ်အောင်တတိထားပါမယ်။ကဲပါဒီတခါတော့ထားလိုက်တော့အမေတို့အိမ်ပြန်ရောက်နေပြီလား။မရောက်သေးဘူးဆရာလေး တက်တော်မျိုးစေးဒီမှာဒီနေ့ပထမပွဲရှိလို့ဆရာလေးကိုလည်းအဲဒီကိုခေါ်ခဲ့ဖို့မှာလိုက်တယ်။ဒါပြည့်တက်တော်မျိုးစေးဒီဘက်ကိုမဟောင်းပြ။ဟုတ်ကဲ့ဆရာလေး။ဥမော်ကြီးကကားကိုပြန်ခွေလိုက်ပြီးတက်တော်မျိုးစေးဒီဘက်ကိုမောင်းထွက်သွားခဲ့တယ်။ဇေဒီကိုရောက်လို့ကားပေါ်ဝါဆင်းမှုအလုံးဇေဒီဆောင်တန်းမှာလုံကြီးချုံပြီးကွေးနေတဲ့လူတယောက်ကိုထပ်မြင်လိုက်ရတယ်။ဘာလဲဟာငါပဲမျက်စိမှားလား။ကျောင်းရှိရလမ်းမေးမှာအိတ်နေတဲ့သူကဘလို့ကြောင့်ဒီလိုရောက်နေရလဲ။တာတွန်းလူက မျက်စိကိုလက်နဲ့ပုတ်ပြီးကြည့်နေတဲ့ချိန်အိမ်နေရဲ့လူကလူလဲထလာကသူ့ကိုစူးစိုက်ကြည့်နေရမြင်လိုက်ရတယ်။လောကမှာလူတူမရှာနမဲတူမရှာရှိသေးရပဲငါအထင်မှားတာနေမှာပါ။အဲရီတို့တွေ့ပြီးဇောင်းတန်းပေးမှရှိရဲ့ပူသီးကြုံဆိုင်မက်ကိုလမ်းလျှောက်လာခဲ့လိုက်တယ်။ဟဲ့ကောင်လေးဇောင်းတန်းအနေထွက်လာတဲ့တန်ကြောင့်တာတွန်းလူခေါင်းကိုစောင့်မိကြည့်လိုက်ရစပင်ပုံးတိုင်းနဲ့ထိုင်နေတဲ့လူကသူ့ကိုလက်ရက်ခွန်နေရမြင်လိုက်ရတယ်။ဒီကောင်လေးငါခွန်နေရမလာပါလား။ တာတူးဟောကသူ့ကိုခေါ်နေရသိပေမဲ့ဘာမှဆက်မပြောဘဲပတံပွဲရှိရာဘက်ကိုထွက်သွားခဲ့လိုက်တယ်။ဓာတ်တော်မျိုးစေဒီမှာတပူရဲနာဆိုရင်နှစ်စဉ်နေတိုင်းပထန်းယူဖက်ပွဲပြုလုပ်လေးရှိပြီးတာတူးဟောင်ရဲ့မိဘတွေကပထန်းပွဲအတွက်လိုအပ်တဲ့အရာမှန်သမျှဖြည့်ဆည်းပေးခဲ့ကြတယ်။တာတူးဟောင်ကတော့တခြားအလူတွေဆိုရင်လိုက်လေလိုက်ထားမရှိပေမဲ့ဓာတ်တော်မျိုးစေဒီအတွက်ဆိုရင်မဖြစ်မနေကိုလိုက်သွားခဲ့ရတယ်။ဘာကြောင့်လဲဆိုတော့တာသမီမထုံးကားတဲ့မိဘနှစ်ပါးကဓာတ်တော်မျိုးစေဒီမှာ အဒိဋ္ဌဝင်ပြီးစုတောင်းမှတာတွန်းအောင်ကိုရရှိခဲ့တာကြောင့်ပဲဖြစ်တယ်။ဟောသားလေးတော်ရောက်လာပြီ။ကောဘကရုံကန်နေရနေထွက်လာပြီးလာကျူတဲ့မိခင်ဖြစ်သူကိုတာတွန်းအောင်ပြုံးပြလိုက်ပြီးတော့စောင်းနေရကြပြီလားအမေ။နည်းနည်းတော့ကြပြီ။လာလာသားလေးနဲ့မယ်နဲ့အမေကိုအထမ်းလူနေလှုပ်ပေးထားတယ်။ဒေါ်စိန်မုံကတာတွန်းအောင်ကိုကောဘကလူကြီးရဲ့နဲ့မိတ်ဆက်ပေးပြီးအထမ်းအလူငွေကိုပေးအပ်ခိုင်းခဲ့တယ်။အလူငွေပေးအပ်ပြီးချိန်ဖောင်းခင်ဖြစ်သူက ကိုဘကလူကြီးရင်နဲ့စကားဆက်မီပြောနေရကြတာတုံးအောင်တယောက်ပြင်းပြင်းရှိရနဲ့ဇီဒီယိုတပတ်လှည့်ပြီးကြည်နေတဲ့အချိန်လေကားဆောင်တန်းအနေတက်လာတဲ့တတောင်းစားလူလိုအယူးလူလိုလူကိုမြင်လာရတယ်။ဟေ့တထေးသားလေးခုနကငါခေါ်တာဘာလို့လက်မကြည့်ရလဲ။လက်ကိုဝီရန်ကသူ့စီလာနေတဲ့လူကြောင့်တာတုံးအောင်စုတ်တစ်ချက်တက်ပြီးမျက်နှာလွှဲဖို့အလုပ်။ငါကစကားပြောနေရမင်းကဘာလို့ဂယုမဆိုင်တာလဲ။လူကြီးသူမာတွေကိုယူတင်ရမယ်လို့မင်းမိပါတွေမတင်ပေးထားဘူးလား။ မိဘဆိုတဲ့စကားကြောင့်တာတွန်းကအနောက်ကိုပြန်လှည့်လိုက်ပြီးခမားပဆန်အလူခံတို့ကြုံနောက်လိုက်နေရလားပဆန်ကဘာလုပ်လို့ရလဲငါအတွက်တော့ပဆန်ဆိုတာငပြောသည်တလုံးလောက်တောင်တန်ဖို့မရှိဘူးလူဝါကြီးရောစုပ်ပြက်နေရပဲစကားအမူပေါ့မရော့ရော့ဒီမှာလူတာတော့တာတွန်းအောင်ကအိတ်ကက်တဲပါလာတဲ့ငွေတချို့ကိုစုပ်တီးစုပ်ပြက်ဝစ်ထားတဲ့လူရှိမှချပေးပြီးရှေ့ကိုထွက်သွားခဲ့တယ်။ဒါလေဘယ်လိုရှောင်သွားနေရလဲ။ဟိုဟိုဒီဒီလိုက်ကြည့်နေရပါ။ ဒါနဲ့ရင်းမြင်းပေါ်မှာတရောင်းစားတွေပဆန်တောင်းတာကိုခွင့်ပြုထားရလားအဲ့လိုမရှိပါဘူးဘယ်ဟာတရောင်းစားကိုတွေ့လို့လဲဟိုမှလေဟွန်းဘယ်ရောက်သွားမှလဲဘသူမှမရှိပါဘူးတားရဲ့ဇေဒီမှာတန်ရှင်းရေးလောက်တဲ့သူတွေကိုတွေ့တာနေမယ်မိခင်ဖြစ်သူစကားကြောင့်တာတွန်းလူဘာမှဆက်မပြောတော့ပဲဇောင်းတန်းကနေဆင်းလာခဲ့လိုက်တယ်အတန်နေသွားမောက်ထုတ်လိုက်ပါလားအေးငါပြောပြီးပြီအဲ့ဒီလူကဘလို့ပြောပြောမသွားတာပဆန်နေနေပြီးပြီးသွားခိုင်းလိုက်ပါလား ငါလည်းပေးပါတယ်အဲဒီလူကနဲလို့မယူဘူးတဲ့အရာလို့သမားတွေကြက်စီကြက်စီဖြစ်နေရကြောင်းတာတူးလူအိမ်မော်တက်ကဆင်းလာပြီးဘာတွေဖြစ်နေကြရလဲအကိုလေးဟိုလေးပြောမှသာပြောစမ်းပါဘာဖြစ်တာလဲအိရှိမအဝိစုတ်တထုပ်ကိုထန်းထားတဲ့လူတယောက်ရောက်နေရဲ့ဘလို့ပြောပြောအိရှိရနေမသွားဘူးခုလေတကားအပြင်မှာအိတ်နေရဲ့အေကူလို့သမားတွေရဲ့စကားကြောင့်တာတွန်းလူမျက်လုံးပြူသွားပြီးပဒေမောက်ကနေလှမ်းကြည့်လိုက်ရာ ဇတိပေါ်မှာတွေးကြတဲ့သူဖြစ်နေရမြင်လိုက်ရတော့တယ်။ဒီလူငါ့ကြီးဘလို့သိရလဲ။မနေ့ကအိမ်ပြန်တော့နောက်ရောက်ခံလိုက်ခဲ့ရလား။ဒါလည်းမဖြစ်နိုင်ပါဘူး။ငါတို့ကကားနဲ့ပြန်တာပဲ။သူဘလို့မှလိုက်လို့မရပါဘူး။တာတွန်းလိုအတွေ့ပေါင်းများစွာနဲ့စဉ်းစားရင်အေတကမာကြီးရုပ်ဖွင့်ကခြံနေဆင်းသွားခဲ့လိုက်တယ်။ဟဲ့လူဒါခမားပိုင်တဲ့နေရာမဟုတ်ဘူး။ခုချက်ချင်းထဆန်။ဟော။မောင်မင်းကြီးသာရောက်လာပါရောလား။ဒီနေ့ကြောင်မတော်ဘူးလား။အပေါ်တွေပြောမနေနဲ့ ခမားကျုံနောက်ကိုလိုက်နေရဘာအတွက်ကြောင့်လဲဘာအတွက်ကြောင့်လဲဆိုတော့မင်းကိုတတိပေးစရာရှိလို့ကွခမားကကျုပ်ကိုတတိပေးရအောင်ကျုပ်ကဘာလုပ်နေလို့လဲအပန်းနာဒီလူကိုမောင်းထုတ်လိုက်စမ်းနောက်တစ်ခါခြံရှိမှဒီလူကိုမြင်မင်းကိုအလုတ်ထုတ်ပြမယ်တာတုံးအောင်ကခြံအလုတ်သမားကိုဆူလိုက်ပြီးအိမ်ထဲကိုပြန်ဝင်သွားတော့တယ်အပန်းနာကိုအလုတ်ပြုတ်အောင်မလုပ်ပါနဲ့ဗျာအပန်းနာမှလေခလေးက၅ရောက်တောင်ရှိရဲ့အပန်းနာအလုတ်မရှိရင်သူတို့ထမင်းငတ်မှာ ထိုင်ကြောဆိုကြောပါမယ်ခြံရှိရနေထွက်သွားပေးပါဗျဟဲ့အပနာငါမင်းကိုအလုပ်ပြုတ်အောင်မလုပ်ပါဘူးကွာဒီမှာမိန်းကလေးတွေကိုခောက်ဆွဲကြော်ဝဲကြွေးလိုက်အဝေးထုတ်ကိုထမ်းထားတဲ့သူကအပနာလက်ထဲကိုငွေတချို့ထည့်ပေးပြီးအရှိရနေထွက်သွားခဲ့လိုက်တယ်ဒီမြင်ကွင်းကိုမတိမတားလေးချောင်းကြီးနေရဲ့တာထုံးအောင်ကအပနာနေရဲ့ခြံဆောင်တဲရှိကိုထွက်လာပြီးတော့အပနာခုနကလူဘာပေးသွားရလဲအခုလေခုနကတရောင်းစားရလေ အပန်းနာကိုပတ်စံနေပေးသွားတယ်။ဟေးဒီသူကဘလို့ပါလဲ။ဒီမှာကြည့်အကူတယ်။အပန်းနာကသူ့လက်ထဲမှာကင်ထားတဲ့ငွေစက်ကိုတချို့ကိုပြလိုက်တော့တယ်။ပေးရောလဲယူထားလိုက်ပေါ့။အကူလေးအပန်းနာကိုဘာခိုင်းစရာရှိသေးလဲ။ဘာမှမခိုင်းသေးဘူး။ညနေကျမှအိမ်နာဖေးမြက်တွေရှင်းထား။ဟုတ်ကဲ့အကူလေးအပန်းနာလှူထားလိုက်ပါမယ်။တာတွန်းအောင်လဲအပန်းနာကိုအလုတ်တွေခမ်းပြီးအိမ်ထဲကို ပြောင်းဝင်လာတဲ့ချိန်ပါးပြင်တနေရာကနေစူးကနေဖြစ်သွားတာသတိထားမိလိုက်တယ်။ စိတ်ထဲမှာတော့ချိန်ကိုက်တာလို့ထင်ပြီးအမှုမဲ့အမတ်မဲ့နေနေခဲ့ရာညနေတော်ရောက်တော့အပူပုလိုအလုံးတစ်လုံးစတင်ထွက်လာတာကိုတတိထားမိခဲ့တယ်။ဒီလိုနဲ့အပူပုတစ်လုံးကနေတဖြည်းဖြည်းများလာခဲ့တာညနေပြင်တစ်ခုလုံးရေကြောက်ပေါက်တယ်လို့အနီရောက်ဖို့တွေအပြည့်ဖြစ်သွားခဲ့တယ်။မိဘတွေကလည်းကောင်းပေးဆိုတဲ့ဆရာဝန်တွေနဲ့ပြပေမဲ့အနာဖူးတွေကတက်တာလာခြင်းမရှိပဲတနေ့တခြားပွားပွားလာကနောက်ဆုံးမှာတော့ခန္ဓာကိုယ်တစ်ခုလုံးအချစီရနေရပြီးမရှိလာအောင် ထူးလပ်ပြစ်ကြီးဖြစ်လာခဲ့တယ်။ဒီဖြစ်ကြောင့်တာတွန်းအောင်လည်းအခန်းအောင်မိနေလာခဲ့ရာတကြံအကျိုးနည်းညမှာတော့အိမ်မက်သေးကိုစုပ်ပြတ်တတ်နေရဲ့အဝေစားဝတ်ထားတဲ့လူကြီးရောက်လာခဲ့တယ်။အဆိုပါလူကြီးကတာတွန်းအောင်ကြီးကဝမ်းသာအားရရှိနေရင်ဘာနဲ့လဲတတိသားရဲ့ခုတော့အမှုယောဂတဲ့လူဖြစ်နေပါလား။အဲဒီလိုပြောလိုက်တာကြောင့်စိတ်တဲထောင်းနေဖြစ်သွားပြီးခွန်းတော့ပြန်မှုပါဇက်ဟလာရာရှာကအရင်ကနေပြက်ကျသွားတာမြင်လိုက်ရတော့တယ်။ မင်းရနူနာယောဂတဲ့ဖြစ်နေရဲ့ပြင်ရှာပါပြတ်နေပြီဟဲ့တာတုံးအောင်လည်းသူ့အဖြစ်ကိုကြည့်ရင်အတော်ထိမ့်နိုင်သွားပြီ ရှေးမှာရန်နေရလူကြီးကိုကြောက်သွားခဲ့တော့တယ်မင်းဒီယောဂအောင်မပြောက်ချင်ဘူးလားတာတုံးအောင်ခေါင်းကိုညှိပြလိုက်တယ်မင်းယောဂဒီကဘာမှာငါတယောက်ပဲကုလို့ရမှာဆိုတော့နက်ပြန်ညနေဓာတ်တော်မျိုးစည်းဒီကိုထွက်လာခဲ့မင်းတယောက်တည်းလာအောင်မနော်အဖော်ခေါ်လာလို့ကတော့အနူတဲ့ဘဝနဲ့တသက်လုံးနေရမယ်ဒါကိုအိမ်မက်လို့မင်းထင်နေမှာဆိုလို့ ငါလုံကြီးစာထားပေးခဲ့မယ်။အယူလိုလိုတရောင်စားလိုလိုလူကြီးကလက်ညိုးငေါငေါထူကပြောရင်လုံကြီးစာအုပ်ဖြဲကဂရေဘေးမှာပြစ်ချလိုက်တယ်ဆိုရင်ပဲအိမ်မက်ကနေလန်နိုးလာခဲ့တယ်။ငါအိမ်မက်မက်နေရပဲ။ပန်းပြေပေါ်မှာအနာရည်တဆူဆူထွက်နေတဲ့အဖူတွေကြောင့်စုတ်တက်တက်ရေရွရင်ဘေးကိုကြည့်လိုက်ရာဟောင်းနှဲနေတဲ့လုံကြီးစာတစ်ခုကိုမြင်လိုက်ရတော့တယ်။ငါငါအိမ်မက်မက်နေရမဟုတ်ဘူး။ဟိုလူကြီးတကယ်လာသွားတာပဲ။ တာတွန်းအောင်ကလုံကြီးစုပ်ကို တုံကြီးစွာခိုင်းလိုက်ပြီးပဒင်းပေါက်ကနေလှမ်းကြည့်လိုက်ရအထုပ်တထုပ်ကိုတမ်းပြီးလမ်းလျှောက်နေတဲ့လူရဲတစ်ခုကိုလာရအောင်မှမြင်တွေ့လိုက်ရတယ်။အချိန်လေးဘလို့ရှိနေစီအောင်စိုးရိမ်စိတ်ကြောင့်တုံကြီးနေရဲ့အတန်ကိုထိမ်ပြီးမေးလိုက်တဲ့ဒေါ်စိတ်မုံစကားကြောင့်ဥပဒါခေါင်းကိုခါရက်လိုက်ပြီးဒီလိုအေးပြားယောဂါမျိုးကတပတ်လောက်ဆိုတက်တာကြပြီ။ခုကမတက်တာပဲပူပြီးဆိုးလာတယ်လို့ပဲ။တခြားနီလန်မရှိတော့ဘူးလားစီအောင်ကျွန်တော်ဆေးတော့ပေးထားပါတယ် နောက်ထပ်၃ရက်နောက်စောင့်ကြည့်ပါအောင်။ဟုတ်ကဲ့ပါဆရာ။မိသားရေဆရာဟောက်လိုက်ပို့ပေးလိုက်ပါအောင်။ဆရာဝန်ထွက်သွားတော့တာတုံးောက်ကငုတ်တုတ်ထထိုင်လိုက်ပြီ။ဒီဆရာဝန်တွေကမဆန့်အောင်အလက်ကလာယူနေတာ။သူတို့ပေးတဲ့စီတွေကထိရောက်မှုမရှိရဗျာ။အဲ့လိုမပြောရအောင်လေ။တာလီကမကြောက်ရင်တက်တာသွားမှာပါ။ဒါနဲ့အမေတို့ပွဲရုံမသွားဘူးလား။တာလီတယောက်တည်းအဆင်ပြေပါမလား။ပြပါတယ်။တာလည်းအပြင်းမထွက်ဖြစ်တော့ဦးမော်ကြီးကိုလည်းပေးနှားလိုက်ပါ။အင်းအင်း အမေသူ့ကိုပြောလိုက်မယ်။မိငယ်နင်းမောင်လေးကိုဂယူးဆိုင်လိုက်အောင်နော်။ဟုတ်ကဲ့ပါအန်တီ။ဒါလေအမေတို့ပွဲရောက်ခဏသွားလိုက်အောင်မယ်နော်။ညနေကျရင်စောစောပြန်လာခဲ့မယ်။ဒေါ်စိတ်မုံစကားကိုတတွန်းအောင်ကခေါင်းညိတ်ပြလိုက်ပြီးဘေးဆောင်နေထားနဲ့လဲနေခဲ့လိုက်တယ်။ခဏနေတော့အိမ်အောင်ကနေထွက်သွားတဲ့ကားတန်းကြောင့်တတွန်းအောင်အိယာကနေလူးလဲထားပြီးမင်းငယ်ကျွန်တော်အပြင်ခဏသွားအောင်မယ်။ဟုတ်တော့နေမကောင်းဖြစ်နေအောင်ဘယ်သွားအောင်မလို့လဲ။အိမ်မှာပဲနေရတာစိတ်မုန်းကြက်တယ်ဗျ။ ဟိုနာတီနာကားလိုက်မှမလို့အမေတို့ဒီကြောင်မပြောနဲ့ဘူးနော်အရန်နဲ့အဝေးကြီးမသွားနဲ့ဘူးနော်အန်တီယိုပြန်လာရင် မင်းတို့မတွေ့ရင်မငယ်စုခံတိနေပါအောင်မယ်ခဏနေပြန်လာမှာပါဗျတာတူအောင်ကနေရမှာချိတ်ထားတဲ့ကားတော့ကိုဖြုတ်ယူလိုက်ပြီးခေါင်းစိုးပါတဲ့အနှွေးတဲ့ကိုဝေတက ထွက်လာခဲ့လိုက်တယ်ဓာတ်တော်မျိုးစီကနေထွက်ပေါ်လာတဲ့ပထန်းယူဖက်တန်ကအရန်လေးမျက်နှာကိုပြန့်နှံ့နေခဲ့တယ်လို့ဇေဒီအောက်ချိန်မှာရှိတဲ့ညောင်မင်းကနေလဲရွက်ချောက်တီး တဝဲဝဲလွင့်ကျင်နေခဲ့တယ်။တာထုံးအောင်ကစီဒီအောက်ခြေကိုရောက်တော့စီးလာတဲ့ကားကိုညောင်မေအောက်ခြေမှာထိုးလိုက်ပြီးမျက်နှာကိုလက်ကင်ဘဝနဲ့အုပ်ကစီဒီပေါ်ကိုတက်လာခဲ့လိုက်တယ်။ဟဲ့ကောင်လေးမင်းတယောက်ထဲလား။ရုတ်တရက်ကြားလိုက်ရတဲ့တန်ကြောင်ကြည့်လိုက်ရဇောင်းတန်းမေယာခုံမှာလှဲအိတ်နေရဲ့လူတယောက်ကိုမြင်လိုက်ရတယ်။ဟဲ့လူကျောက်အခုလိုဖြစ်အောင်ခမားလှုပ်ထားတာမဟုတ်လား။ငါလှုပ်တယ်ဆိုရက်တက်တယ်ပြမလဲ။ပြလေ။တက်တယ်မရှိလို့ဗောဗျ။ဒါနဲ့ညာ ကျုပ်ခမ ्या ကိုအိမ်မဲမှတ်တယ်။ဒီလုံကြီးစုပ်ကခမ ्या အခုဝစ်ထားနဲ့တထက်တယ်ပဲ။အေးလေမင်းရောကောင်ငါကုပေးမလို့စိတ်ချင်းဆက်သွယ်ပြီးရောက်လာတာ။ဒါဖြင့်အခုကုပေးဗျာ။အောက်မှာလေတန်းကမာလာရီလား။ရိုးရိုးတေးတေးပြန်ပြောစမ်း။ခမ ्या ပဆက်ဘလောက်လိုချင်လဲကျုပ်ပေးမယ်။ဒီရောကောင်သာပြောက်အောင်ကုပေးပါ။ပဆက်ဟုတ်လား။ငါကဘာပစ္စည်းကိုမှမမှန်မောလို့အခုလိုနေနေတာ။တော်ပြီကွာ။မိမသာအနုဘဝနဲ့နေတော့ငါလဲသွားတော့မယ်။ အထုပ်ကိုဆွဲပြီးထားထွက်ဖို့လုပ်နေတဲ့လူကြီးကြောင့်တာထုံးအောင်မနေသားတော့ပဲကျွန်တော်စကားမှားသွားလို့တောင်းပန်ပါတယ်ဗျကျုပ်ယောဂါကိုပြအောင်ကုပေးပါလို့တောင်းဆိုပါတယ်ဒီလိုမှပေါ့ကွမင်းလက်ပြစမ်းအဆိုပါလူကြီးကတာထုံးအောင်လက်ကိုဆွဲယူကကြိလိုက်ပြီးမှဒီလောက်တော့စေးသုံးခွက်မကုန်တေချာပေါက်ပြောက်ကိုပြောင်းပါဒါမဲ့မင်းနဲ့ငါအပေးယူတော့လုံးဝလိမ့်မယ်ဘလို့အပေးယူလဲမင်းယောဂါပြောင်းချင်းတလားတီတီတက်တက်လူစားရမယ် မစားနိုင်ပါဘူး။ကျုပ်ကအသားဟိမပိုင်ထမင်းမစားတတ်ဘူး။ဒါဖြင့်ငါလည်းမကုပေးနိုင်ဘူး။ခမည်းကအကြက်ကင်တာပဲ။ဟုတ်ပြီဗျာ။ကျုပ်စားမယ်။မင်းစကားကိုငါဘယ်လိုယူရမှာလဲ။ကျုပ်စကားမတည်ရင်ဒီတက်ပူဆိုးတဲ့ယောဂဖြစ်စီဗျာ။မင်းစကားမင်းတည်နော်။ယော့။စပင်ပုတ်တိုင်းတဲ့လူကြီးကလွယ်အိတ်ထဲကနေမကြီးစီးအရွယ်ခန့်ရှိတဲ့ဆေးတလုံးကိုထုတ်ပေးလိုက်ရာတာတွန်းကချက်ချင်းဝါးစားလိုက်တယ်။အခုမှဆေးတောက်ပြီးရာဆိုတော့၁၀မိနစ်လောက်ဆိုတည်တာလာနိုင်မယ်။ စဲမနေအတွင်းမင်းကိုပြစရာရှိရဲ့လိုက်ခဲ့ဒါနဲ့ခမားနာမည်ဘလို့ခေါ်လဲငါနာမည်လားနာမည်ဆိုတာပြဉ္ညာချက်တစ်ခုပါပဲဒီတော့မင်းကြိုက်တယ်လို့ခေါ်ဒါဖြင့်ဥမောင်ယူလို့ခေါ်မယ်လူတိုင်းကတမျိုးစီယူနေကြတာဆိုတော့မင်းနာမည်ပေးရမစိုးပါဘူးဒီစီရီကိုမင်းမကြမကြရောက်တာလားငငယ်တုန်းကတော့တပတ်တစ်ခါလောက်ရောက်ဖြစ်တယ်နောက်ပိုင်းတော့အရေးကိစ္စရှိမှပဲရောက်တော့တယ်ဘာမှမဖြစ်ပါဘူးမင်းမိဘတွေကတီယိုမကြမကြလာတာမြင်လို့မေးကြည့်ရ ဥမောင်ယူကျုပ်လက်ကနာရီတိတိတတ်တိုင်ချက်သွားသလိုပဲငါရဲ့စီရစွမ်းနာ ਉ ကနောက်တန်းနှလုံးတောက်ပြီးမင်းရောကအရှင်းပြောင်းလိုက်မယ်ဥမောင်ယူဒီထုတ်တဲ့ဘာတွေရှိလို့အမြဲတမ်းတဲ့သွားတယ်လားလုံနေရလဲမင်းတီးလို့မရတဲ့ပစ္စည်းတွေရှိရဲ့ကွာလာလာငါမင်းကိုပြမဲ့နေရာရောက်ပြီဥမောင်ယူကစီရီအနောက်ဘက်ကုတ်ကားဘေးကိုခေါ်သွားပြီးတော့တာတွန်းအောင်ရဲ့မျက်နှာကိုသူ့ရဲ့လက်နဲ့ပုတ်ချလိုက်တယ်ဟဲ့လူဘာလုပ်တာလဲဗျ မင်းကိုပြစရာရှိလို့ပါကွဟိုမှာကြည့်စမ်းတာတွန်းအောင်လဲဦးမယူလက်ညှိုးထိုးပြတဲ့နေရာကိုကြည့်လိုက်ရတကူလုံးဆွဆွဖြူနေတဲ့မြင်းဖြူတကောင်ကိုမြင်လိုက်ရတော့တယ်မြင်းဖြူတကောင်ပါလားဘယ်ကနေဈေးဒီပေါ်ရောက်လာလဲသူဟာဒီဈေးဒီမှာမင်းမွေးတဲ့အချိန်နေရာရှိနေရရှင်းရှင်းပြောရင်မင်းကိုစောင့်နေရပေါ့မဖြစ်နိုင်တော့ကျောက်ကဘာမလို့သူဟာစောင့်နေရလဲမင်းရပါဆိုတာနောက်သိလာမှာပါဟဲ့တိုင်းလုံးကျော်မင်းသခင်ကိုမြင်ရပြီဆိုတော့ နောက်တကထပ်ပြီးမတောင်းကျမ်းနဲ့ဦးမောင်ယူကမြင်းဖြူကြီးကိုလက်ညှိုးထိုးကပြောလိုက်တယ်ဆိုရင်ပဲအရန်ကိုလာပါတယ်မြင်းဖြူကြီးကဗတဲရက်ရက်လိုက်ပြီးကြဲလောင်စွာဟိလိုက်ပါတော့တယ်တာတုံးအောင်လည်းမြင်းဖြူကြီးကိုကြည့်နေရင်မျက်စိရမှလည်းမှုဝါပြောက်ခွေသွားခဲ့တော့တယ်ဦးမောင်ယူခမည်းကလူတူးလူစံတယောက်ပဲဘာလို့လဲတာတုံးအောင်ကခမည်းကိုစားတွေ့ရကကျုပ်တတိထားမိရဲ့မင်းညားကလည်းကျုပ်အိမ်မက်သေးကိုလာပြီးလုံကြီးစားခြံထားခဲ့တယ် အခုလေကျုပ်ကိုထူးဆန်းတာတွေထက်လို့ပြပြမိအမှန်တိုင်းဖြင့်ခမည်းကပါလေအမှန်တိုင်းပြောရရင်တော့ငါမင်းကိုလာခေါ်တဲ့သူပဲပေါကရတွေပြောနေပြန်ပါပြီဟဲ့လူကျုပ်ပြန်တော့မယ်ကာတူးောက်ကစကားဆောက်ဖြတ်ပြီးဇီဒီဘောကနေခက်တုံတုံဆင်းသွားခဲ့လိုက်တယ်ကားပေါ်ရောက်လို့ဆက်နိုးပြီးဇီဒီဘောလှမ်းကြည့်လိုက်တော့သူ့ကိုလန်ရန်ပြနေတဲ့ဥမောင်ယူကိုခက်ပြပြမြင်တွေ့လိုက်ရတယ်ဟဲ့ကောင်ထဆန်း ကရင်ဘေးကနေထွက်လာတဲ့တန်ကြောင့်မျက်လုံးဖွင့်ကြည့်လိုက်ရာစာကြည့်စပွဲပေါ်မှာတင်မလွဲထိုင်နေတဲ့ဥမောင်ယူကိုမြင်လိုက်ရတော့တယ်ခင်ဗျာဘလို့လုပ်ပြီးအိမ်ထဲရောက်နေရလဲငါကမင်းရှိရဲ့နေရာတိုင်းကိုလာလို့ရတယ်ကွမဟုတ်ဘူးငါအိမ်မက်မက်နေရအိမ်မက်လို့ထင်ရင်မင်းအော်ကြည့်လိုက်လေတာထုံးအောင်လဲအိမ်မက်ဟုတ်မဟုတ်သိစေဖို့လက်ကိုစိတ်ကြည့်အားအာနားလဲဟာအမေအဖေတာထုံးအောင်ရဲ့အော်တန်ကြောင့်ဘေးခန်းမှာအိမ်နေရဲ့မိဘတွေ အပြေးဝင်လာခဲ့ကြတော့တယ်။ဒါဘာဖြစ်တာလဲ။ဒီမှာဒီမှာဟိုလူကြီးရောက်နေရဲ့ဗျ။ဘယ်လူကြီးလဲ။ဘသူမှမရှိပါဘူး။ဒီမှာလေးဗျ။စာကြည့်စပွဲမှာထိုင်နေရအမေတို့မမြင်ရဘူးလား။တာတွန်းအောင်ရဲ့စကားကြောင့်မိမယားနေရအချင်းချင်းကြည့်လိုက်ပြီးတော့ဒါခန်းထဲမှာဘသူမှမရှိပါဘူး။အိမ်မက်မက်ပြီးခေအောင်ကရန်းနေမြင်နေရထင်ပါရဲ့။ตาလေးအိတ်လို့စင်မပြေအဖေတို့ခန်းထဲလာအိတ်မလားမအိတ်တော့ပါဘူးရပါတယ် တခုခုဆိုအမေတို့ကိုလှမ်းခေါ်လိုက်နော်မိဘနှစ်ပါးထွက်သွားတော့ဦးမောင်ယူကဟဟပပရီမောလိုက်ကမင်းယုံပြီမဟုတ်လားငါ့ကိုမင်းရလွဲပြီးဘသူမှမမြင်ဘူးခမားကျုပ်ကိုဘာဖြစ်စေချင်တာလဲမင်းကိုငါလို့ဖြစ်စေချင်တာခမားလို့အယူမျိုးမဖြစ်ချင်ပါဘူးငါယူနေရလို့မင်းကိုဘသူပြောလဲယူနေလို့ခုလိုတွေဝစ်ထားတာပေါ့ကောင်းတဲ့သူကခုလိုနေရမြင်မှုလို့လားတာတွောင်းအောင်နဲ့ဦးမောင်ယူတို့အခြေတင်စကားပြောနေကြတာအော ဘေးကမ်းမနေရဲ့ဒေါ်စိန်မုံတို့အတိုင်းသားကြားနေရတယ်။မိမသားလေးကိုစိတ်ကျမ်းမာရေးဆရာဝန်နဲ့ပြရတော့မယ်တင်တယ်။ကျမတို့ဘလို့လုံးကြမလဲ။တကယ်ပဲသားလေးကစိတ်မမှန်တော့ပါလား။ညာလေဓာတ်တော်မျိုးစီကြီးကကိုဘကလူကြီးရင်နဲ့တွေ့တော့သားလေးအကြောင်းပြောပြသေးတယ်။ဒီနေ့လဲစီဒီပေါ်မှာတယောက်တည်းစကားတွေပြောနေတာတဲ့။ဘလို့လုံးကြမလဲ။တရနေ့ရတော့စောင့်ကြည့်ရုံမလား။ငါကတော့အချိန်မဆွဲစေချင်ဘူးမိမရဲ့။ဒါပြင်မနေ့ပြန် စေရောကကိုဆရာဝန်စီခေါ်သွားကြရအောင်။အင်းမနန်နူးကလည်းငါစီစဉ်စရာရှိရာစီစဉ်ထားလိုက်မယ်။ဒေါ်စိန်မုံတို့လည်းတားပြည့်သူအကြောင်းကိုပြောရင်နားဆွေးနေကြရ။ညတစ်ချက်ထိုးချိန်ရောက်လာမှအတန်နဲ့တိတ်သွားတော့တယ်။အမေကျွန်တော်ဘာမှမဖြစ်ဘူးဗျ။အနာရီလည်းပြန်ကောင်းနေပြီလေဗျ။မဟုတ်ပါဘူးတားရဲ့။လူရမယ်ကဆစ်လိုက်တာကောင်းတာပေါ့။မင်းဆာစားတဲ့စပွဲဝိုင်းထဲကနေထွက်လာတဲ့တန်ကြောင့်အိမ်မှာရှိနေတဲ့အလုပ်သမားတွေအပြင်းအထန်ထွက်သွားပြီး ခလန်းလန်းကနေသာကြည်နေခဲ့တယ်။အမေတို့ကျွန်တော်ကိုယူတယ်တင်နေကြတာမလား။အဲ့လိုဖြစ်ရဟိုလူကြီးလှုပ်နေတာ။တာတွန်းအောင်ရဲ့မျက်လုံးတွေကအေးရှိကလထိုင်ကိုလက်ညှိုးထိုးပြီးပြောလိုက်တာကြောင့်တအိမ်လုံးလုံးလုံးရှာရှာဖြစ်သွားတော့တယ်။ဟဲ့ကောင်လေးမင်းပြောလို့ဘသူမှယုံမှာမဟုတ်ဘူး။ဘာလို့လဲဆိုတော့ငါ့ကိုဘသူမှမမြင်လို့ပဲကွ။ခမရပါစက်ပိတ်တာ။ကြောက်ခုလို့ဖြစ်နေရမြင်တော့ပျော့နေရမို့လား။တာတွန်းအောင်ဒေါသထွက်ပြီးပြောလိုက်တဲ့ချိန်ကိုမော်ကြီး ကားထုတ်လိုက်တော့ခုပဲစေခန်းသွားမှရတော့မယ်။အန်တီမိငယ်ပြောစရာရှိသေးတယ်။ဘာပြောမလို့လဲမိငယ်။မနက်ကမိငယ်အိယာနူတော့တာတာထုံးအောင်အိမ်ရှိမှလေးဘက်ထောက်ပြီးလိုက်သွားတာမြင်လိုက်တယ်။ဟာမငယ်ကျွန်တော်ကမနက်စောကြီးမနိုးဘူးလေ။ခုနကမှအိယာနူလို့စင်းလာတာမြင်ရတာနဲ့။ဥမောင်ယူကတော့တာထုံးအောင်နဲ့အိယာလူတွေအခြေအတင်ဖြစ်နေတာကိုသဘောကျစွာထိုင်ကြည့်နေခဲ့တယ်။ဟိတ်ကောင်လေးမင်းငါခေါ်တဲ့နာကိုမလိုက် ဒီထက်ပိုဆိုးတာတွေလောက်ပြရမလားဥပမာစံအိုးတဲ့တဲတွေရောတာတို့စီပုံးနဲ့စားတွေထည့်တာမျိုးလေခမရကျုပ်အခန်းထဲလာခဲ့တာတုံးအောင်ကဒေါသတကြီးအော်ဟစ်ပြီးအပေါ်ကိုတက်သွားခဲ့လိုက်တယ်ဟဲ့ကောင်လေးငါရောက်ပြီဘာလို့မလို့အပေါ်ကိုခေါ်တာလဲကျုပ်ကိုအိယားသူတွေအမြင်ရှင်းအောင် လုပ်ပြီဒါဆိုငါခေါ်ရဲစီကိုလိုက်မှာလားကျုပ်ကခမရနောက်ကိုအချိန်ဘယ်လောက်ထိလိုက်ရမှာလဲအလွန်ဆုံး၁၀ရက်ပေါ့ကွာ၁၀ရက်ပြည့်မှအိမ်ပြန်ခြင်းနဲ့ဆို မင်းသဘောတိုင်ငါအလုပ်ပေးမှာဒါဆိုဒီဆက်ရက်ပဲနော်ဒါမဲ့ကျုပ်ထွက်သွားလို့မိဘတွေစိတ်ဆင်းရတာမျိုးတော့မလို့ကျင်ဘူးဒီအတွက်တော့မပူနဲ့သူတို့တွေ့ရငါထိန်းချုပ်ပေးမယ်ခမယောက်ျားစကားပြောနော်ဂတိအတိုင်းဆက်ရက်ပြည့်ကျုပ်အိမ်ပြန်မယ်ကျုပ်ဂတိပေးတယ်ခုလောလောဆယ်သူတို့အားလုံးရဲ့အတွေ့အကြုံတွေမှာမင်းဖြစ်ခဲ့တာတွေမေးပြောက်သွားအောင်လုပ်လိုက်အောင်မယ်ဥမောင်ယူကဝမ်းတာအားရပြောပြီးအထုတ်တဲကကြေးပြားတပြားနဲ့ဖျောင်းနိုင်တတိုင်ထုတ်ယူလိုက်တယ် ီးရနဲ့ဖះချောင်းဆောင်ရှည်သွားကခြေပြောင်းပေါ်မှာဖះောင်းတိုင်ထွန်းလိုက်တယ်ဆိုရင်ပဲတအိတ်လုံးအကြတံမီကြာရလာအောင်တိတ်ဆိတ်သွားခဲ့တော့တယ်။ဟဲ့ကောင်လေး၊သွားကြရအောင်။အရာလူတွေဘာဖြစ်သွားရလဲ။မင်းရဲ့အငွေးသက်တွေကိုမှတ်မှတ်မိရင်ငါပညာနဲ့လှုပ်ထားတာလေ။စိတ်မပူပါနဲ့။ငါတို့အပြင်ရောက်ရင်သူတို့သတိပြန်ရလာလိမ့်မယ်။ဆယ်ရက်ပြည့်ရင်ကျုပ်အိတ်ကျုပ်ပြန်မာနော်။ငါယောက်ျားပါကွ။ပြောတဲ့စကားတိရဲ့။တာတွန်းအောင်လဲ။ ဥမောက်ယူစကားကိုလက်ခံလာပြီးအိမ်အောက်ကိုဆင်းလာခဲ့လိုက်တယ်။အောက်ရောက်တော့မလုံးမရှက်ငြိမ်သက်နေရဲ့မိဘနှစ်ပါးကိုကြည့်တာ။ဆယ်ရန်ပြည့်ရင်တာပြန်လာခဲ့မယ်အမေ။ခတူတူပြောလိုက်ပါတော့တယ်။တာထုံးအောင်မင်းနာမည်ခေါ်ရတာအဆင်မပြေလိုက်တာ။ခမည်းကကျုပ်ကိုနာမည်ပါပြောင်းပေးမလို့လား။ဘလို့ပြောင်းပေးရကောင်းမလဲ။ဟုတ်ပြီ။ခုအားစပြီးမင်းနာမည်ကိုပြက်ကလို့ခေါ်မယ်။ဆယ်ရဲ့ပြည့်လို့ပြန်ရင်တော့တာထုံးအောင်ပြန်ဖြစ်ပြီပေါ့။ဆယ်ရဲ့ပြည့်ရင် ကြုံယောဂရီအားလုံးပျောက်ပြီးအိမ်ပြန်ရမယ်ဆိုတာသိကြတယ်နော်။တိတ်ကိုသိကြတာပေါ့အမောင်ပြက်ကရဲ့။ဥမောင်ယူကတာတွန်းအောင်ရဲ့ခုတ်ကိုတစ်ချက်ပုတ်လိုက်ပြီးအိမ်ပြင်ကိုခေါ်ဆောင်သွားခဲ့တော့တယ်။ဟုတ်ကဲ့ပါရှင်။စာရေးသူဇေယနာရမညရေးသားထားတဲ့အောင်မြတ်တာနဲ့အမောင်ပြက်ကဆိုတဲ့ဇလန်းကတော့ဒီမာရီမဲပြီးဆုံးပါပြီ။ဇလန်းလေးကိုအားပေးခဲ့ကြတဲ့အတွက်လည်းပရိသတ်ကြီးအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။